ဒါမန်ဆိုပြီးတက်စားဟိုနေ့ကလာကတော့ပြောသမီးစပိုင်ဒါမန်စပိုင်ဒါမန်ဖြစ်ရှင်သေးလားဆိုတော့သမီးကသမီးကငယ်တော့မဖြစ်တော့ကြီးမှပဲပြန်ဖြစ်တော့မယ်စပိုင်ဒါမန်စပိုင်ဒါမန်ဆိုအဲ့ချေသူ့အမိတွေကလည်းအမိတော်တွေကလည်းအရင်ကယူဆိုင်တာတော့ကလေးကိုလက်ချောက်ကပျောက်ခံတာမဟုတ်ဆော့ဆော့အဲ့မှာရောက်နေတဲ့ချိန်မှာသူကအပေါ်တက်အောက်ထပ်ထပ်ကူးတင်ထားတော့နှစ်ထပ်ပေါ့နော်မှန်ကရှစ်လွာမျိုးပြောပြုတ်ကြရနေသားဆိုထပ်ကူးပေါ်ဆိုကိုးလွာလို့ပြောလို့ အဲ့နေတာအဲ့ဒါတော့အောက်မှာသမင်းစားချင်တယ်သမင်းဆင်းကူးလိုက်မယ်ဆိုပြီးသမင်းဆင်းကူးတာသူကမောင်နှမတုံးရောက်ဆော့နေဝင်ဝဲတုံးရောက်ပေါ့နော်ဟုတ်လားဆော့နေချိန်မှာသူမြေဆွဲထားမယ်ဆိုတော့ခလေးကနေရလာတာလည်းဖြစ်တာပါမထင်နဲ့သူကရန်ကုန်ကဗဒင်းပေါက်တွေပါတယ်အဲ့လိုပါတယ်တိတ်ပါပြီသူဗဒင်းပေါက်ဖွင့်ပြီးစပိုက်ဒါမန်ဆိုပြီးတော့ခုံဆော့တာအဲ့လိုဆော့လိုက်တာဘို့သူပြုတ်ကြတာဟောခလေးကတိတိကျကျဟောကျန်တဲ့နှစ်ယောက်ကဆင်းပြောတယ်မိကိုဟောချက်ချင်းလိုက်တော့အပေါ်မှာမရှိတော့ခလေးကဘယ်ကြမှမသိဘူးအဲ့ကိုလိုက်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 တော့ကျွန်တော်ခန်းអော်တဲ့ချိန်မှာခန်းထဲမှာရောက်လာတယ်အဲ့လိုအချိန်လုံးသွားပြည့်မယ်စပိုက်ဒါမန်ဆိုပြီးဗဒင်းပေါက်ပေါ်မှာတကားဝင်တက်ဆော့တာလေသူကတော့ အဲ့နေ့ကဒီကျကျွန်တော်ရှင်လင်းပြီးအင်ဂျင်နဲ့ချိန်မှာအင်ရှိအမေတို့အော်တန်ကြတာပေါ့နော်ပဲကလေးပဲကလေးပဲကလေးလည်းမသိဘူးဆိုပြောတာကျွန်တော်ခန်းထဲတကားပွင့်ကြော်လည်းမရှိဘူးပေါ့အဲ့အင်ရှိထွက်ကြည့်လိုက်တော့မှအဲ့ကျွန်တော်တို့ဒလေးမောက်ပါတော့ မောင်ဝံနဲ့ဘေးတိုင်နဲ့တူတထွာလောက်ပဲလွတ်သွားတယ်အဲ့ဒီနေရာမှာလာညက်နေကလေးလေးကအဲ့ဒါကျွန်တော်ကျမအကြီးမအတွေ့ပြီးတော့လမ်းဆွဲထားလိုက်တာပေါ့နော်ဆွဲထားလိုက်ပြီးကဲငယ်ငယ်ဆိုအောက်ကနေပြီးတော့ဟိုဟာတွေကရောက်လာအဲ့ဒီအချိန်မှာဟိုဟာကဲစေးတွေက15မိနစ်လောက်နေရောက်လာပြီးအဲ့လိုကဲရတာပေါ့နော်အဲ့ကလေးကအဲ့ကလေးကကြံကောင်းတယ်ဘာမှလည်းတွေ့တူးမဖြစ်လိုက်ဘူးပြီးတော့နည်းနည်းပုံရပဲရလေးလောက်နေပဲအဲ့ဒါနောက်နေ့ကျတော့နေကောင်းတော့လာကတော့ပဲဖေးနေမင်းနေကံကောင်းတယ်ကျွန်တော်တို့အပေါ်ထပ်မှလည်းလူမရှိဘူးအောက်ထပ်မှလည်းလူမရှိဘူးပြီးတော့ကျွန်တော်ကအိတ်ခန်းကိုပြောင်းတာနှစ်ရက်မြောက် ထမတည့်ရဲ့အိမ်ပဲဒုတိယရဲ့ပစ္စည်းတော်အထိုင်မချရလေဘူးအိမ်မှာအဲအဲ့ဒီအချိန်မှာပဲအဲ့လိုဖြစ်လာကျွန်တော်ထပ်မှာပဲလာပြီးတော့ဒီဒီတထွားလောက်ပဲလွတ်တယ်အိမ်ကြီးကလေအိမ်ကြီးကလေမှာလာပြီးတော့ဘယ်လိုပြောမလဲဆိုတော့မတစ်နေတာဘောလားကန့်လန့်ကန့်အဲ့ပတင်းပေါက်မှာပေါင်းမှာဒီကွန်ကရစ်ကတထွားလောက်ပဲရှိမှာပြတ်တမ်းမန်းလေးရှိမှာအဲ့တမ်းမန်းကလာချိန်နေအဲ့ဒီအချိန်မှာကလေးကငိုရဲငိုပြီးတော့အရပါအဲ့ငိုတဲ့ကြားတော့ကျွန်တော်ညီမအကြီးမှာဖွင့်လိုက်ပြီးတော့ အတွက်တွေ့တာ။ तू ကခုမကြိပြတိမောက်မှာ तू ခွင့်လိုက်ပြတိမောက်တွက်တွေ့တာ။ तू ကလမ်းဆွဲထားရည်တာ။ငိုပြီးတော့ကေသားပါရမ်းကြောက်နေမှာပေါ့ तू ကတွေ့တာ။ကျွန်တော်အိမ်မှာပိုက်လာပြင်နေတဲ့အဲ့ဂျမားဆိုတဲ့ကလေးရဲ့ तू တပည့်နှစ်ယောက်ရဲ့ကျွန်တော်ညီမဒီမှာညောင်းလာတော့တခါထပ်ပြီးတော့ဖွေထားတာပေါ့နော်။ဖွေထားပြီးသမီးဘာမှဖြစ်နေတော့ဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူး။အဲစကားပြောပြီးနေပြောပြီးနေနေပြီးတော့မှသမီးကိုကယ်ပါနော်။သမီးကိုကယ်ပေးပါနော်။ तू ကပြအငိုးတိတ်သွားပြီအဲ့လိုပြောတာ။အပြိဓာပြိဓာရေဟာကေသေးတွေဘူးဘူးတို့ခွဲလာပြီကေသေးတွေရောက်လာကြတယ်ရောက်လာသူဟိုက်ဒရိုလစ်ကတ်တာတွေနဲ့သူတို့ကတ်တာကလည်း အဲ့ကတည်းကရောက်လာလေနေ့ရက်သုံးပဲရှိတယ်ပြောတယ်ဒီကလေးကိုပထမဆုံးကယ်ရတာသူကလည်းအဲ့ကလေးကံဘလောက်ကောင်းလဲဆိုတာပေါ့နော်အဲ့ကတားကိုဖြတ်ဖြတ်ပြီးတော့ကလေးကိုဆွဲလေးဆွဲကလေးကရီးပြီးတော့ထွက်လာတယ်အဲအဲ့ချိန်မှာလေပျော်လာပေါ့နော်သိရပါကလေးကိုရှိတယ်ကျွန်တော်အဲ့ဘေးနားမှာရှိနေတာတောက်လျှောက်ကလက်နဲ့ဆွဲတာကလုံညိုးနေမရောက်ခင်ဒီဆိုမှ15မိနစ်20လောက်ကြာမယ်အဲ့လောက်အဲ့လောက်ထိန်းထားရတယ်ကလေးကသူသတိလည်းမလွတ်ဘူးအယမ်းတိတက်တယ်သူသူစိတ်လေးနဲ့သူပေါ့နော်အဲ့ကလေးကအဲ့ဒါလည်းပါပြီးတော့သူကယ်ပါနော်သူကယ်ပါနော်တစ်ချိန်လုံးကလို့ပြီးတော့ ဲ့တော့ဒီလိုခြီထားပြီးတော့သူ့ဦးလေးတယောက်ကအပေါ်ကနေတွေ့ပြီးဆင်းလာတယ်ဆင်းလာပြီးတော့ပြီးတော့အောက်မှာဒီလိုသစ်င့်ပြန်ပြီးတော့အောက်ကနေသူပြန်ထိန်းထားပါပခုံးနဲ့ထိန်းထားပေးရပါပြောအပေးအပြင်းရနေနှစ်ယောက်လောက်ကဒီလိုခြိထားပေးရနှစ်ယောက်တော့မရလေတညပဲရသေးတယ်ကံကံအိမ်သိပြောင်းလာအဲ့ဒါကြောင့်လောက်လုပ်ပေးရတော့ဗျာလူတဲ့အရေးကြီးတယ်ဒီမှာအဲ့ဒါပဲကလေးလေးကလေးလေးကတင်လို့ရသွားပြီတော်သေးတယ်ကလေးလေးအော် baby လေးအော်ဘာနာဟဲ့ကလေး အဖေကတော့ဟိုနိုင်ငံမှာလှုပ်လှုပ်နေရတယ်ဆိုတော့သူ့မိဘနဲ့သူ့အမေနဲ့ဟိုဟာနဲ့သူ့အဖွားနဲ့ပေါ့လေသူ့ဖွားသူ့လေးရောက်လာပြီးတော့ကလေးကိုလိုပြောပြဆိုတော့အသက်တော်ရှိမှမထင်ဘူးပေါ့သူတို့စိတ်ကလောက်လိကြာလာတယ်ဆိုတော့အဲ့ဒါနေလိုက်တော့ဟိုဟာအသက်ရှိတယ်အသက်ရှိတယ်ဆိုတာသူတို့တော့တော်တော်ဟိုဟာစိတ်အသက်တစ်ဖြစ်ပြီးတော့ဝမ်းသာသွားတာပေါ့ပြီးတော့မှအဲ့ခိုးရိမ်ကကျွန်တော်တောက်လျှောက်လိုက်ပြီးတော့အမအေးစေးဘာဖြစ်ဘူးကလေးဟိုဟာဖြစ်တယ်ကျွန်တော်တို့ကူပေးမယ်ကူပေးမယ်အဲ့ဒါတောက်လျှောက်ပဲပြလုံးညဟုတ် တကားကတကားကအမေကဒီဘယ်မှောက်ကဒီလိုတော့ဒီအစ်ရှစ်မှာနဲ့နှစ်ပေါက်ရှိတယ်ဟုတ်လားအဲ့နှစ်ပေါက်မှာအမေကဒီဘက်ပေါက်ကိုဖွင့်တယ်ဒီဘက်ပေါက်မှာ तू အလဲပေါက်မှာကြီးမဖွင့်ဖွင့်နေတွေ့တယ်ဟဲ့တလေးချစ်တော်လေးဆိုလက်ဆွဲထားတာတော့အတူတောင်ဒီမှာကြီးမမူရက်တော့မှာတော့သူကတိနဲ့သူရောက်လာတယ်အဲ့အဲ့အချိန်မှာကိုခဏငုံနေသေးတယ်သူကငုံနေသေးတယ်ဆိုတာတမီးကိုကဲအောင်တမီးကိုကဲအောင်ဆိုတမီးကိုကဲပြီပါဆိုအဲ့လိုအဲ့လိုလေးပေါ့နော်အဲ့တော့ကျွန်တော်မှဗီဒီယိုဖိုင်ရိုက်ထားရရှိတယ်စပိုင်ဒါမန်ဆိုပြီးတက်စားဟိုနေ့ကလာကြတော့ပြသပိစတိုင်းမှာစပိုင်ဒါမန်ဖြစ်ရှင်သေးလားဆိုတော့ ။တော်ပြီလေသမီးရဲ့ငယ်လုံးမပြည့်တော့ကြီးမှပဲပြန်ပြည့်တော့မယ်။ဆိုင်တာပဲ။ဆိုင်တာပဲဆိုအဲ့ချေသူ့အမိတွေကလည်းအမိတော်တွေကလည်းအရင်ကယူဆိုင်တာတော့ကလေးကိုမျက်စိအောင်ကပြောက်ခံတာမဟုတ်ဆော့ဆော့အဲ့မှာရောက်နေတဲ့အချိန်မှာသူကအပေါ်တက်အောက်ထပ်ထပ်ကူးတင်ထားတော့နှစ်ထပ်ပေါ့နော်။မှန်ကရှင်းလွားမယ်ကြွ။ပြုတ်ကြရဲ့နေသားဆိုထပ်ကူးပေါ်ဆိုကိုးလွားလို့တော့ပြောလို့ရတယ်။အဲ့ဒီကအဲ့လားသူကအောက်မှာသမင်းစားချင်တယ်သမင်းစင်ကူးလိုက်မယ်ဆိုပြီးသမင်းစင်ကူးတာသူမောင်မတ်၃ယောက်ဆော့နေဝင်ဝဲ၃ယောက်ပေါ့နော်ဟုတ်လားဆော့နေချိန်မှာသမီးရဲ့စပိုင်တာပဲဆိုတော့ခလေးကနေရလာတာလည်းဖြစ်တာပါမယ်ထင်တယ် သူကရန်ကုန်ကဗဒင်းပေါက်တွေပါတယ်အဲ့လိုပါတယ်တိတ်သွားပြီသူဗဒင်းပေါက်ဖွင့်စပိုင်ဒါမန်ဆိုပြီးတော့ခုံဆော့တာအဲ့လိုဆော့လိုက်တာပေါ့သူပြုတ်ကြတာအော်ကလေးကတိတိကျဟိုကျန်တဲ့နှစ်ယောက်ကဆင်းပြောတယ်မိကြီးကအော်ချက်ချင်းလိုက်တော့အပေါ်မှာမရှိတော့ကလေးကပဲကြားမှမသိဘူးအဲ့ကိုလိုက်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 ကျွန်တော်ခန်းអော်တဲ့ချိန်မှာခန်းထဲမှာရောက်လာတယ်အဲ့လိုအချိန်လုံးသွားဖြစ်မယ်စပိုင်ဒါမန်ဆိုပြီးဗဒင်းပေါက်ပေါ်မှာတကားဝင်တက်ဆော့တာလေသူကတော့ကယ်ဆယ်ရေးသမားကြီးရောက်လာတဲ့ချိန်မှာတော့သူငိုတိတ်သွားတယ်ထိပ်သွားရပြီးတော့တမီးကိုကယ်ပေးပါအောက်ကလည်းတူလေးကလည်းထန်းထားပေးတာဟုတ်ထန်းထားပေးရပြန်ပြေးရလဲနှစ်ယောက်လောက်ကဒီလိုကျိုးနေတဲ့သူဆွဲထားဖက်ထားတာအဲ့ချိန်မှလို့ ဟိုလူမှုအသင်းကြီးနေလဲရောက်လာပြီမိသက်တွေလဲရောက်လာပြီလူဖုံရောက်နိုင်ပြီအဲရောက်တဲ့ချိန်မှာအဲ့လိုဖမ်းဖမ်းပြီးတော့ကွာလှုပ်ထားလိုက်တာပေါ့ပျော်တော့ပေါ့ကွာဒီဒီလိုတွေ့လိုက်တော့ဘလို့ပြည်ပြီးပြန်လာမယ်ဒီပျော်ဟိုနေ့ကလာပြတော့လဲမှာကြည့်ပြီးတော့ပျော်နေရတော့ကလေးကိုကြည့်ပြီးအဲ့ကဆော့ကကလေးဆိုတော့လေ၃နှစ်ကျော်ကျော်လေးဆိုတော့ဆော့လာပေါ့ဒီနှာခေါင်းကဒီတွေးနေနေလေးထွက်တယ်ဒီကြောလားမှာဒီလိုပုံးရလေးရှိတယ်လက်မှာဒီလိုပုံးရလေးအဲ့လားပဲအဲ့ငေါ်စရာဘာမှမရှိဘူးအဲ့လောက်ပဲအဲ့ဒါညာညာချက်ချင်းဆေးရုံကြီးခေါ်သွားတယ်ခေါ်သွားပြီးတော့သူစစ်စစ်တာကြီးလှုပ်တယ်အဲ့တော့ဆော့ဟိုကခေါင်းတွေပါစီစကင်နေကြိုက်တယ်ဘာမှမဖြစ်ဘူးအဲ့တော့じゃဟုတ် သူကဘာလို့တော့စောင့်ကြည့်လို့တော့ပြောတာပေါ့နော်ဟုတ်ချီပြီးထွက်လာကြတယ်ပြုံးနေသူကသူ့အမေမေတွေ့လိုက်ရအမေတွေ့လိုက်ရတော့ဟိုအမေတွေ့လိုက်ရအဖားလည်းတွေ့လိုက်ရတော့ပြုံးပြီးထွက်လာသူ့ဘာသူတော်တော်ကူးလေးလားလို့လဲကြမလို့ဖြစ်ပါညာလိုက်တော့အရန်ဟိုဆိုးဆိုးချင်တာချစ်လဲချစ်ဆိုးရင်းဆိုးလဲဆိုးချင်တာဘာလို့ကြောက်ဘလို့ PD မှန်မသိဘူးပေါ့နော်ဒီကလေးတယောက်ကဒီလိုအသက်ရှင်သွားငြိမ်းလိုက်ရတယ်ဆိုတော့ပြောတယ်အခုတွေးကြည့်လိုက်လည်းပြန်ပြောတယ်ပေါ့နော်အဲ့ဒီကလေးပြန်လာပြီးတော့ကျန်တဲ့မှာလည်းဆော့နေတာမြင်တော့လေ ပြေဟိုလာပေါ့ပါ။တူကနေရကလေးဖြစ်နေလို့ပါလဲပါပါမလိုက်မယ်။ပြမိဘကလည်းအရန်ကူးဆိုင်တယ်။တူတူမေဆိုတော်တော်ကူးဆိုင်တာ။အဲ့ထမင်းခူးနေတယ်တစ်ချက်လေးပဲ။ဒီဘက်ကလည်းပိတ်ထားတာ။တူကတက်ဖွင့်ပြီးတော့။ဟောဘွားနေတက်ဖွင့်ပြီးဆော့။ဟုတ်တယ်ကလေးကတင်ဦးပြီးတော့တင်ဖြစ်လိမ့်မယ်။တကယ်တမ်းသာအဲ့ကျွန်တော်တို့တိုက်ကလည်းမေးတိုက်နေတာအောက်ကိုဒီလိုလေးကတ်သွား။အဲ့ဒါပါပဲ။ဒီတိုင်းဒဲဆင်းသွားရင်ကလေးအောက်မှာတန်ချုံနေပြီ။တက်ရှင်ကလည်းမမြင်ဘူးကျွန်တော်။အဲ့ဒီကတေးရတယ်ကွာ။ဒါလောကမှတ်တရဒီခန်းရောက်ပြီးမှ ဘဝမေ့မရနိုင်ဖြစ်ဖြစ်တခုပေါ့နော်အပိတ်တော့ပိတ်လိုက်ပြီဒီနေ့ဒီနေ့ပဲလာပိတ်ပြီးသွားတယ်သူတို့5မိနစ်10မိနစ်လောက်ကြာမယ်သူလက်အသေးလာပြီးအဲ့တော့အိမ်မှာပိုက်လာပြင်းနေအဲ့ကျမနဲ့နောက်နှစ်ယောက်နဲ့အဲ့ယောက်ျားနှစ်ယောက်ကဝင်ဝင်ထိန်းတာပေါ့တော့လက်အသေးလက်အသေးလာပြီးတော့တော့ဝင်ထိန်းရတာပေါ့ဟုတ်ကလေးကအေးဆေးဖြစ်သွားပါပြီကြမ်းလက်ကြမ်းမှပြီးဆော့လေးဆော့နေပါပြီဟုတ်ဟုတ်ကဲ့ပါဗျာဟုတ်